တကောင်ကြောင့်မြန်မာနိုင်ငံမှာငလီလှုပ်ခရကြောင့်ပြောလာပြန်တဲ့မိုင်းဖုံးစရာတော့ဖျားကြီးမြန်မာနိုင်ငံကိုဆုံးရှုံးနေတဲ့တကူကြီးနဲ့နှစ်ကောင်ကြီးနိုးထလာလို့ရင်းငလီလှုပ်ကြောင်ကိုပြောလာတာကဖုံးတကူကြီးမားတဲ့ရှင်းစရာတော့တပါဖြစ်တဲ့မိုင်းဖုံးစရာတော့ဖြစ်ပါတယ်မိုင်းဖုံးစရာတော့ဟာငေးပြူစရာတော့တပါဖြစ်ကောင်ငယ်စဉ်တည်းကတမထဝိပဒနာတရားကိုအားထုတ်ထားတာကြောင့်လက်ဒီဝါတွေကဆောင်းရှောက်ကာဝယ်ပေးခြင်းကိုအထူးခံထားတာပါဒါကြောင့်လည်းမိုင်းမုန်းစရာတော့ဟာတရားကျင့်စဉ်ကျင့်ပြီဆိုရင်၃နှစ်၃ပေါ်တရားကျင့်စဉ်အားထုတ်လို့ရှိပါတယ်ဒါကြောင့်လည်းမိုင်းမုန်းစရာရဲ့ထူးခြားချက်တွေတကူအကြီးမှုတွေကအများကြီးပါ မိုင်းမုံးစရာတော့ဟာအရက်သေးစားတောက်စားသူတွေတားကြီးငါးကြီးစားသူတွေအာခုလိုများတဲ့သူတွေနဲ့မတွေ့ဆုံသလိုဖုံးကန်မြင့်မားစွာနေထိုင်တာဖြစ်ပါတယ်။မိုင်းမုံးစရာတော့ဟာသူတစ်ပိုင်းရဲ့စိတ်ကိုလည်းခံမနိုင်လို့အနာဂတ်မှာဘာတွေဖြစ်နိုင်မလဲဆိုတာကိုခံမနိုင်ပါတယ်။ဒါကြောင့်လဲမိုင်းမုံးစရာတော့ကိုထိုင်းနိုင်ငံမြန်မာနိုင်ငံရဲ့ရှမ်းပြည်ကလူတွေဟာရိုးသိမ်းစွာကိုးကွယ်ကြပါတယ်။မိုင်းမုံးစရာတော့လူတွေကိုဘေးဒုက္ခမရအောင်ကူညီလေးရှိတာဖြစ်ပါတယ်။ မိုင်းမုံဆရာတို့နဲ့ပတ်သက်ပြီးတော့ကမ္ဘာကျော်သွားတဲ့ဖြစ်ပျက်ကတော့ထိုင်းနိုင်ငံကကုမာပိတ်မိနေတဲ့ဝက်ဘောလုံးအတင်းကကလေး73ယောက်ကိုကုရင်းမှာအသက်ရှိရလို့ကင်းစဲရဖို့မိန့်ကြားခဲ့ပါတယ်။မိုင်းမုံဆရာတို့ရဲ့မဆောက်မှုတွေကြောင့်ပဲထိုင်းနိုင်ငံကကလေး73ယောက်အသက်ရှင်တန်းခဲ့တာပါ။ဒီလိုတကူးကြီးတဲ့မိုင်းမုံဆရာတို့ဟာခုမြန်မာနိုင်ငံငလင်ဘေးနဲ့ပတ်သက်ပြီးပြောရမှာမြန်မာနိုင်ငံရဲ့မြေအောက်မှာရှိနေတဲ့မိုင်းပေါင်း3000ရှည်လျားတဲ့မွေးနှကားကြီးကြောင့်ငလင်လောက်တယ်လို့ပြောလာတာပဲဖြစ်ပါတယ်။ ိုင်းမုံဆရာတော်ဟာအဆိုပါအကြောင်းအရာကိုပြည်မကိုကြောက်လာပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုလှူဒန်းတရားဟောရမှာပြောကြားခဲ့တာပါမိုင်းမုံဆရာတော်ဟာရှမ်းဘာသာနဲ့တရားဟောပြီးဘေးကဆရာတော်ဟာမြန်မာဘာသာပြန်ပြီးတရားပွဲမှာမိုင်းမုံဆရာတော်ကမြန်မာနိုင်ငံရဲ့မြောက်မှာမိုင်းမောင်း၃000ကျော်ရှိလျားတဲ့နဂါးကြီးကစောင်းရှောင်းနေကြောင်းအဆိုပါနတ်ဝင်နဂါးကြီးဟာနှစ်ပေါင်းများစွာကြာမှတစ်ချိန်လိုထောင်းနေရှိကြောင်းမိုင်းမုံဆရာတော်ကရှမ်းဘာသာနဲ့ဟောပြောပါတယ်အဲ့နောက်ပိုင်းမှာတော့မိုင်းမုံဆရာတော်ကြီးကဒီနဂါးကြီးလိုထားတဲ့အခါမှာ မြန်မာနိုင်ငံမှာငလျင်လှုပ်နေရှိကြောင်းဒီလိုငလျင်လှုပ်ချိန်မှာအာဟုတို့ကြီးမားတဲ့တွေကအသက်ဆုံးသွားတာတွေရှိကြောင်းမိုင်းမုံးဆရာတော်ကဟောကြားလိုက်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့နှကားကြီးဟာပြန်လဲအိပ်ပျော်သွားပြီမို့လို့ငလျင်ထပ်မံလှုပ်ခတ်တော့မှာမဟုတ်ကြောင်းမိုင်းမုံးဆရာတော်ပြားကြီးကဟောကြားခဲ့ပါတယ်။မိုင်းမုံးဆရာတော်ရဲ့ဒီလိုဟောကြားချက်တွေကိုလူတချို့ကတော့လက်မခံကြပါဘူး။သူပြင်းတော့ကမ္ဘာပေါ်မှာမိုးလေဝသအမြောင်ငလျင်လှုပ်ကြေဆိုပြီးတော့ကမ္ဘာမြေကြီးအောင်မှာရေရှားနေတဲ့ကြောက်တို့လွားကြီးတွေတစ်ခုနဲ့တစ်ခုပုတ်တိုင်းပြီးလို့ငလျင်လှုပ်တာဖြစ်ကြောင်းဒီလိုငလျင်ပြည့်ရည်ဒေသမှာငလျင်အင်းအားလှုပ်တာမဆန်းကြောင်း ။ငလေးနဲ့ကြောင့်တည်ဆုံသွားသူတွေကိုအခုလိုများတဲ့လူတွေတို့ပြောတာကလည်းမဖြစ်တဲ့ကောင်လူတွေကပြောကြတာပါ။ဒါပြင်မိုင်းမိုးဆရာတော်ဖျားကြီးကမြန်မာနိုင်ငံမြောက်ပိုင်းတောင်နှင်းမြောက်ကိုမိုင်း၃၀၀ကျော်ရှိတဲ့နေ့တကားကြီးရှိရဆိုတာဟာလေရုပ်တိမရှိဘူးလို့လည်းပြောကြတာဖြစ်ပါတယ်။သူတို့ပြင်တော့မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံးပူတာဟိုကနေတောင်ဘက်ပိုင်းကော့တောင်ထိပ်ကိုမိုင်းပေါင်း၃၀၀မကရှိတာရုပ်တိမရှိဘူးလို့ပြောလာတာပါ။ဒါပြင်မိုင်းမုံဆရာတော်ဖျားကြီးနေထိုင်မုံတရားဟောပုံဝိစားစင်မုံကျင့်ကြံပုံတွေဟာထေရဝါဒဗုဒ္ဓဘာသာအယူအဆနဲ့မကိုက်ညီဘူးလို့ပြောလာပါဘူး။ထို့ဖြင့်တော့မိုင်းမုံဆရာတော်ဖျားကြီးဟာ ထေရဝါဒနဲ့မတူပဲမဟာယာနဗုဒ္ဓဘာသာအယူဆဖြစ်တယ်လို့လည်းပြောကြပါတယ်ဒီပီရိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောနန္ဒကားကြီးကြောင့်မြန်မာနိုင်ငံမှာငလျင်လှုပ်တာကနန္ဒကားကြောင့်ဆိုရင်မိုင်းဘုံဆရာတော်ဘုရားကြီးရဲ့ဟောကြားချက်တွေကိုဘယ်လိုမြင်ကြမလဲဆိုတာပြောသွားကြပါဦး